Israel ကျွန်တော်တို့ပါပေါ့ဒီနေ့တင်ဆက်ပေးဝမယ့်သတင်းကတော့မောင်နှမမြို့မှာ Arachot တော် in အကျံဖက်အစာဖွဲ့တို့ပြစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးအကျံဖက်အစာအဖွဲ့စကန်တစ်ခုကို Arachot တော် a ကရှင်းလင်းဆိုတဲ့သတင်းကို တင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျာယခန်ဘင်္ဂလားနေဆက်မောင်နှမမြို့နယ်လိုက်ရခွဆောင်ကျေးရွာနေဆက်ဝန်းကျင်မှာ ဇော်လာနှစ်ရက်နဲ့မနက်ခွန်နာဂျော်လာမှာအရက်ခတ်တတော် A နဲ့အချမ်းဘက်အစာတက်ဖို့လို့နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက်အချမ်းဘက်အစာတက်ဖို့ဝင်လို့ဟာထွက်ပြေးလွတ်မြောက်သွားရလို့မောင်တော်ဒေသခံတူကအာရကန်ဘေးညင်းကိုပြောကြားထားပါတယ်အရက်ခတ်တတော် A နဲ့အချမ်းဘက်အစာဖွဲ့လို့နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက်အရက်ခတ်တတော် A ကနေမြေရှင်းလင်းရေးပြုလုပ်ခဲ့ရာအချမ်းဘက်အစာတက်ဖို့ဝင်ရရဲ့ယာယီစကန်တစ်ခုနဲ့ဆက်လက်နဲ့ပြည်စည်းအချို့ကို တိမ့်ပတ်ရရှိခဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့မက်လာ29ရက်နေ့ကလည်းမောင်တော်မြို့နယ်မြဝတီကျေးရွာကခီးသွန်းပြည်သူခမီးလူမျိုးလေးကိုအကျန်းဖတ်အာစာတပ်ဖွဲ့ဝင်များကဖမ်းဆီးတပ်ဖြတ်ခဲ့ပါတယ်။မောင်တော်မြို့နယ်အတွင်းအကျန်းဖတ်အာစာဖွဲ့ဝင်တွေဟာဒေသခံပြည်သူများကိုခြုံကိုတိုက်ခိုက်ခြင်းနဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းတို့ကိုမကြာခဏဆိုလိုပြုလုပ်လေရှိပါတယ်။အရခတတော်အေးတိမ့်ပိတ်ထိန်းချုပ်ထားတဲ့မောင်တော်မြို့ကို ဇွန်လ10ရက်နေ့ကစတင်ပြီးမြန်မာထောက်ရအမင်းကိုညခွန်နာကနေညစင်နိုင်တို့အရခတ်တော်အေကချောရလိုက်ကြောင်းတရင်ရရှိပါတယ်။ရခင်ကမောင်တော်မျိုးကိုညမထွက်ရမင်းကိုညခွန်နာကနေမနေ့6ရက်နေ့အထိတမတ်ထားပြီးဇွန်လ10ရက်နေ့ကစတင်ပြီးညမထွက်ရအမင်းကိုညစင်နိုင်ကနေမနေ့6ရက်နေ့တို့ချောချတမတ်လိုက်တယ်လို့တရင်ရရှိပါတယ်။ 2025ခုနှစ်ဇန်နဝါရီလကစတင်က မောင်နှောင်းမြို့မှာစစ်ပေးဆောင်ဒေသခံများကိုနေရပြန်နေထိုင်ခွင့်ပေးခဲ့ပြီးည9နာရီအပြင်မထွက်ကြရန် AR record တော် A ကဒင်နရာအမင်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။ယခုလိုညမထွက်ရအမင်းကိုချွတ်ချလိုက်တာဟာမောင်နှောင်းမြို့ရဲ့လုံခြုံရေးအားအရင်ကတည်းကစိုင်းတစုံတရာတိုးတက်လာတာဖြစ်နိုင်တယ်လို့မောင်နှောင်းဒေသခံတူကပြောကြားထားပါတယ်။ထို့ပြင်မောင်နှောင်းမြို့နယ်ရှိမွတ်စလင်ဒေသခံများအပါအဝင် အရခတတော် A သိမ့်ပိတ်ထားတဲ့မြို့နယ်14ခုကမွတ်စင်များဟာအရခတတော် A ရဲ့ထောက်ခံစာနဲ့လက်လက်ဆောင်ခရီးသွားလာခွင့်ပြုထားကြောင်းမွတ်စင်ဒေသခံများထံမှသိရပါတယ်။မွတ်စင်ဒေသခံများခရီးသွားလာရမှာစာထုတ်ပေးနေရခြင်းမှာမွတ်စင်အများစုမှာမှတ်ဝင်များအပါအဝင်ထောက်ခံစာများမရှိတဲ့အတွက်ထောက်ခံစာထုတ်ပေးနေရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီနေ့တင်ဆက်ပေးသွားတဲ့သတင်းကတော့မောင်နှံမြို့နယ်မှာအရခတတော် A နဲ့အကျန်းဖက်အစာဖွဲ့တို့ ြစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးအကြံဘက်အာဆာစကန်တခုကိုအရခတ်တတော် A ကရှင်းလင်းဆိုတဲ့တဲ့ရင်ကို တင်ဆက်ပေးသွားတာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်။ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။